မာလာကလုံးဝကိုပြုတ်ကိုပြုတ်ပွားပါပြီနော်တေးကြတယ်မာလာလုံးဝလုံးဝကိုအခုလောလောဆယ်အနေထားမှာတော့မအခြေတည်မကောင်းတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်တို့ကရွေးချယ်စရာလမ်းမရှိတဲ့အတွက်ကျွန်တော်တို့အောင်ဖို့ကိုအမြဲတမ်းအောင်တဲ့အထိကျွန်တော်တို့လုပ်ကြရမယ်အောင်ပြီးသွားရင်လည်းကျွန်တော်တို့တိုက်ပြီးထူထောင်ရေးတွေတည်ဆောက်ရေးတွေနော်နောက်တစ်ခါကျတော့ရာဇဝတ်သားတွေပြစ်မှုပြစ်ဒဏ်နော်ရာဇဝတ်သားတွေကိုကျွန်တော်တို့ကပြန်ပြီးတော့တရားစီရင်ရမှာရှိသေးတယ်နော် မင်းအောင်လိုင်းတို့အောင်ကိုအောင်ပါပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးယုံကြည်ချက်နော်တူတဲ့ရင်ပတ်ချင်းတူတဲ့ကျွန်တော်မိတ်ဆွေတွေကျေးဇူးများကြီးတင်ပါတယ်နော်ဆိုတော့တော်လည်ရေးကနေ့စဉ်ရှေ့ရောက်နေတယ်နော်ရှေ့ရောက်နေတယ်ဒါကကျွန်တော်တို့ဒီဘက်ဂရန်ဘတ်မှာဆိုလို့ရှိရင်လည်းဂရန်ခေါင်းဆောင်တွေနော်တို့တွေစုစည်းမှုတွေတော်တော်အားကောင်းလာလို့တက်တယ်တော့ကြားတယ်နော် ဆိုတော့ကျွန်တော်ရဲ့တော်လိုင်းညီကိုမောင်မတွေသူတို့တွေပြောပြောနေတာကျွန်တော်တို့တွေ့ရပါတယ်ခွန်အားလည်းဖြစ်ရပါတယ်เนาะကရန်ကအဖွဲ့ကွဲရင်ကွဲမယ်ဒါပေမဲ့ဘယ်တော့မှသူမကွဲဘူးတဲ့เนาะဒီတိုင်းပဲကျွန်တော်တို့ဖြစ်စေချင်ပါတယ်အဲ့ရနေတဆင့်တက်ပြီးကျွန်တော်တို့ကရန်ကနေတဆင့်တက်ပြီးတော့မြန်မာတပီလုံးเนาะအဖွဲ့ကွဲရင်ကွဲပါเนาะဒါပေမဲ့သူမကွဲကြဘူးတည်ရည်ကြည့်ပါတယ်ဒီရတော်ပုံကြီးအောင်ဖို့ဆိုတာကကျွန်တော်တို့က စီလုံးကြရမယ်စီယုံကြရမယ်အကုန်လုံးစုပေါင်းပြီးတော့ဗျာကျွန်တော်တို့ရန်သူကိုစော့မယ်ဆိုလို့ရှိရင်မလာဂျွန်းပြန်လာရပေါ့နော်အဝကအကုန်လုံးစုပေါင်းပြီးတော့မစော်ကြသေးဘူးအကုန်လုံးစုပေါင်းပြီးစော်ဖို့လို့အတွက်ဒီနေရာကနေကျွန်တော်တိုက်တွန်းခြင်းနဲ့လှုံ့ဆော်ခြင်းနဲ့ဖိတ်ခေါ်ခြင်းနဲ့နော်အဓိကကျွန်တော်တို့တော်လိုင်းကြီးမှာကျွန်တော်တို့ခေါင်းဆောင်ကြီးတွေရှိပါတယ်နော်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေနိုင်ငံရေးခေါင်းဆောင်ကြီးတွေ ူတို့ကနေပြီးတော့ဥဆောင်ပြီးတော့ဒီအရေးတော်ပုံကြီးမှာဒီတော်လိုင်းရေးကြီးမှာနော်အဖွဲ့တွေအကုန်လုံးပူးပေါင်းပါဝင်ပြီးတော့ဘုံရံသူကိုနှွာဖို့အဲ့ဒါကိုလည်းကျွန်တော်တို့လောက်ကြဖို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်နိုင်ကိုနိုင်ရမယ်တဲ့ဟုတ်ပါတယ်ဗျနိုင်ကိုနိုင်ရမှာဖြစ်ပါတယ်နော်နိုင်ကိုနိုင်ရမှာပါ အောင်ကိုအောင်ရမယ်နိုင်ကိုနိုင်ရမယ်ဟုတ်ပါတယ်နော်နိုင်ကိုနိုင်ရမယ်နိုင်မှလည်းဖြစ်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအောင်မြင်မှုရမှကျွန်တော်တို့ရှင်သန်ခွင့်ညီရကြမှာဒါအပြင်ကျွန်တော်တို့ဒီတော်လိုင်းရေးကြီးကအသက်တွေဘဝတွေအနာဂတ်တွေအများကြီးရင်ထားရတာနော်ဆိုတော့ဒီတော်လိုင်းရေးကြီးအောင်မှအမြတ်ပေးဝေကြရမယ့်သူတွေ ရှိသေးတယ်နော်မင်္ဂလာပါကိုကြီးဟုတ်ကဲ့မင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ W ပါ W ပါဟုတ်ကဲ့အော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့လုံကြုံစွာတော့နေကြပါနော်ဘယ်နေရာကကြည်ကြည်အထူးသဖြင့်ပြည်တွင်းဆိုရင်အဲလုံကြုံရေးအရင်ရေးကြည့်ပါတယ်ကျွန်တော်တို့ဒေါ်လာရေးကြည့်ကအရောက်ချင်းစီတိုင်းမှာပဲ ရမဆုံးကတော့ရှင်သန်ခြင်းကတော်လန့်ခြင်းပါပဲပြီးလို့ရှိရင်ကျွန်တော်တို့လုံခြုံစွာနေထိုင်ခြင်းကလည်းတော်လန့်ရေးပါပဲเนาะကျမ်းမာစွာနေထိုင်ခြင်းကလည်းတော်လန့်ရေးဖြစ်ပါတယ်เนาะဒါကြောင့်မလို့ပထမဦးဆုံးအခြေခံအကျဆုံးကျွန်တော်တို့ပြည်သူတွေဟောမင်္ဂလာပါဆရာကြီးဟုတ်ကဲ့เนาะအားလုံးမင်္ဂလာပါအားလုံးပဲအကူကြီးအမကြီးကျွန်တော်ရဲ့မိသားစုတွေเนาะမင်္ဂလာပါခင်ဗျ နော်ကျွန်တော်တို့ပထမအဦးဆုံးအခြေခံအကျဆုံးလုတ်တနာကကျွန်တော်ရှင်သာစွာနေကြမယ်နော်ရှင်သာအောင်နေမယ်လုံကျောင်းနေမယ်ကျမ်းမာအောင်နေမယ်ဒါသည်ကျွန်တော်တို့အခြေခံအကျဆုံးတော်လည်ရေးပါအဲ့ဒီကနေတစ်ဆက်တက်ပြီးတော့နော်ကျွန်တော်တို့တွေကုသံရတန်ရလုံနိုင်တာတွေကိုလုတ်ကြတာပေါ့နော်ကျွန်တော်တို့ငွေကြေးအဖြစ်ပါဝင်နိုင်ငွေကြေးအဖြစ်ပါဝင်မယ်နော်စီယုံရေးအရာသတင်းမီဒီယာအရာဥပဒေကြောင်းအရာ နော်တခါကျွန်တော်တို့စေရနီးပညာအရအရေးကြီးတာကျွန်တော်တို့တွေအကုန်လုံး down စီအောင်ပါနိုင်နေဖို့အရေးကြီးပါတယ်အရောက်ချင်းစီတိုင်းကအလွန်အရေးကြီးသောအရေးတော်ပုံတက်သားတွေဖြစ်ပါတယ်နော်ဆိုတော့သူ့နေရာနဲ့သူတံပိုးရှိပြီးတော့သူ့နေရာနဲ့သူအရေးပါနေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့တွေအကုန်လုံးကဒီတော်လိုင်းရေးကြီးမှာသူ့ဘက်သူကွက်လက်လေးတွေရှိနေကြပါတယ် အဲ့ကွက်လက်လေးတွေကိုကိုကကိုမြင်တဲ့ပုံစံအတိုင်းဝိုင်းပြီးတော့ကွက်လက်ဖြစ်နေကြဖို့ရည်ကြည်ပါတယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့လူတိုင်းလက်နက်ကင်စရာမလိုဘူးမြမဘီကအဲ့ဒါဒီအစိုးရအကောင်ဖြစ်နေတယ်နော်ဆိုတော့အသက်ပေးပြီးတော့တိုက်ပါမယ်ဆိုပြီးတော့နော်ကျွန်တော်တို့ PDF တွေ LDF တွေ UG တွေအများကြီးရှိတယ်သို့တော်နော်သို့တော်သူတို့ကိုကျွန်တော်တို့ကစုံလင်အောင်မတက်ဆင်ပေးနိုင်တာကကျွန်တော်တို့ရဲ့ အာနေချက်ဖြစ်နေတယ်အဲ့တော့သူတို့ကိုစုံလင်အောင်တက်ဆင်ပေးဖို့ဆိုတာကနော်ခေါင်းဆောင်မှုဥဆောင်မှုကောင်းကောင်းနဲ့နောက်တစ်ခါကျတော့ငွေကြေးနဲ့ရှိမှသာကျွန်တော်တို့စုံလင်အောင်တက်ဆင်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကြီးဆိုတာကရွေးချယ်မှုဆုံးဖြတ်မှု ဖြစ်ပါတယ်။နာဒမ်မောပါ။နာဒမ်မောပါ ဟုတ်ကဲ့နော်။ဩစိုကလေရိုစီယောနရိုင်းနော် နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့တွေနော်တကယ်လို့မြန်ဥဆောင်မှုကခေါင်းဆောင်မှုကဒီထက်ပိုပြီးတော့ကောင်းမယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့ရှေ့ရောက်ပါတယ်ကျွန်တော်တို့တွေဒီထက်ပိုပြီးတော့စီးလုံးနဲ့စီးယုံနိုင်မယ်ဆိုရင်ဒေါ်လာကြီးကဒီထက်ပိုပြီးတော့ရှေ့ရောက်ပါတယ်တကယ်တကယ်ကြတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့အင်အားကောင်းတဲ့လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေနော်ဥမာဆိုဝါတပ်ဖွဲ့ဆိုရင်ထဲထဲဝင်မပါဘူး RCSS SSPP နော်ကျွန်တော်တို့တရက်ဝင်မပါဘူး MDA ကပြန်နာသွားတယ်နော်ဆိုတော့ဒါတွေကကျွန်တော်တို့ဆုံးရှုံးနေတဲ့အင်အားတွေပေါ့ဒီလိုမျိုးသူတို့တွေကပြပြဝမပါတဲ့ခါကြတော့နော်အပြစ်တင်တာတော့မဟုတ်ပါဘူးဒါပေမဲ့ပါစီခြင်းလို့ကျွန်တော်တို့ကငိုကြွေးတာလို့ပဲပြောရမှာပေါ့နော်ဒါမှမဟုတ်ရှင်ဖိတ်ခေါ်တာလို့ပဲပြောရမှာပါဆိုတော့ တကယ်တော့ဒါအဲ့ဒီအဖွဲ့ကြီးတွေများပါလိုက်ကြမယ်ဆိုရင်နူးဒေါ်လာကြီးမှာဒီချိန်မှာပါဝင်ဆွေးနွေးကြမယ်ဆိုလို့ရှိရင်မလာကလုံးဝကိုပြုတ်ကိုပြုတ်ပွားပါပြီနော်တေချာတယ်မလာလုံးဝလုံးဝကိုအခုလောလောဆယ်အနေထားမှာတော့မအခြေအနေမကောင်းတာဝါတက်ဖွဲ့လူအဖွဲ့ကြီးတွေ MND ကလည်းပြန်ပြီးတော့ပြန်ဆမယ်နော်ရှမ်းအဖွဲ့ပေါင်းလိုက်ရင်လည်းနော်အင်အားကြီးမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်တို့နိုင်ငံကြီးမှာအချိန်အဝါနဲ့ဩဇာအာဏာရှိတဲ့ ခေါင်းဆောင်ကြီးများတခါကျွန်တော်တို့စီရဩဇာအရှိန်ဝါရှိတဲ့ခေါင်းဆောင်ကြီးများเนาะအကုန်လုံးကဒီဖွဲ့ကြီးတွေကိုပါလာအောင်လို့เนาะအဲ့ဒါကိုကျွန်တော်တို့အဲဖိတ်ခေါ်စီခြင်းပါတယ်စီယုံစီခြင်းပါတယ်ကျွန်တော်တို့အားလုံးကစီလုံးမှုရေးကြည့်တယ်ဆိုတော့တကယ်လို့များကျွန်တော်တို့ကကောင်းမွန်တဲ့ခေါင်းဆောင်မှုနဲ့เนาะကျွန်တော်တို့ပေါင်းဆက်လိုက်ပြီးတော့စီလုံးညီညွတ်စွာနဲ့ဘုံရန်သူကိုနှွာနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အောင်မြင်မှုကတကယ်ကိုရှေ့မှာလှမ်းပြီးတော့မြင်နေရပြီလို့တော့ပြောလို့ရတယ်တင်စားလို့ရတယ်အနေထားမှာရှိပါတယ်နော်ဆိုတော့ဒီလိုဖြစ်အောင်လဲကျွန်တော်တို့ကအရောက်ချင်းစီတိုင်းကဝိုင်းပြီးတော့တောင်းဆိုကြရအောင်နော်တိုက်တွန်းကြရအောင်ဆိုတော့မိမိနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအသီးသီးအလိုက်လဲနော်ကျွန်တော်တို့ current so current ချင်းဆိုချင်းနော်ကျွန်တော်တို့ခေါင်းဆောင်မှုတွေကကျွန်တော်တို့ရွေးချယ်ခွင့်တွေရှိတာကိုနော်ကျွန်တော်တို့ရဲ့နော်ဒီ ဒီ2ဒေါ်လာဆိုတော့2ဒေါ်လာကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေကောင်းမွန်တဲ့ခေါင်းဆောင်တွေရဖို့လဲကျွန်တော်တို့တွေရွေးချယ်ပြီးတော့ဝမ်းပျောကြဖို့လိုပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီဒေါ်လာကြီးအောင်ဖို့နဲ့ငွေကြေးတွေကနော်တော်တော်ကြီးကိုတိုက်ရိုက်အချိုးချရတယ်လို့လဲကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုဘယ်နိုင်ငံတကာကမှပတ်စံကမပေးနေဘူးနော်။အဲ့တော့တကယ်လို့များပတ်စံပေးတယ်ဆိုရင်သိကောင်းမှာပေါ့။ဥပမာဆိုကျွန်တော်ဒီနေ့သတင်းတစ်ခုထဲမှာ တွေးလိုက်တယ်မြန်မာပြည်အတွက်အရေးပေါ်လိုအပ်နေတဲ့အတွက် ADB ကဒေါ်လာတန်100ပေးမယ်တဲ့နော်အဲ့တော့အဲ့ဒီတန်100ကကျွန်တော်တို့ဒေါ်လာ A ဘက်ကမြန်ရရင်ဘယ်လောက်ထိအောင်ကျွန်တော်တို့ခွန်အားဖြစ်လိုက်လိမ့်မလဲအခုကအဲ့ဒီတရင်းရကျွန်တော်ထင်ပါတယ်ဒါကမဟာလာဘက်ကိုရောက်သွားမဲ့သဘောရှိပါတယ်နော်အဲ့လိုမျိုးရောက်သွားတယ်ဆိုတာကကျွန်တော်တို့ကတော့မကောင်းဘူးနော်အဲကောင်းမွန်တဲ့ကောင်းဆောင်ဘယ်တော့ပေါ်မြင်ထင်ပါသလဲတဲ့ ဟုတ်ကဲ့ဆရာမကြီးကောင်းမွန်တဲ့ခေါင်းဆောင်တွေကပေါ်နေပြီးသားပါမြေပြင်မှာရှိနေပါတယ်။အဲ့ဒီခေါင်းဆောင်တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့အယောင်တင်ပေးရမှာဝိုင်းပြီးတော့ပခုံးထန်းတင်ပေးရမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေမြေပြင်မှာတကယ်လို့ရှိနေတယ်။ဒါပေမဲ့မျိုးဆက်သက်တွေဖြစ်နေတဲ့အခါကျတော့နော်သူတို့ကိုကျွန်တော်တို့ကြိုးစုံရမယ်အစားပေါ့ဗျာနော်။အဲအတိုက်ခိုက်ခံရတယ် ဘေးထုတ်ခံရတယ်နော်ဆိုရက်ခါကျတော့သူတို့တွေကအယောင်တက်လာမယ်အစားနော်ဝိုင်းဝန်းပြီးတော့အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်ဆိုတော့ဒီပြည်မှာဘုသူတွေအစွမ်းစားရှိပြီးတော့ခေါင်းဆောင်ရည်ချင်းရှိတယ်ဆိုတာကအလုံးနဲ့သိနေတာပဲသူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့နော်ကျွန်တော်တို့ကဝိုင်းပြီးတော့ထောက်ခံပြီးတော့ဝိုင်းပြီးတော့ကျွန်တော်တို့ကပခုံးထန်းတင်ပေးရမှာပါအောင်ဆောင်ခလိုင်းပါဟုတ်ကဲ့နော်ဆိုတော့အရာဒီလေ နွေဦးတော်လိုက်အောင်မြင်ဖို့အကြောင်းတရားဖြစ်ပါတယ်နော်ဆိုတော့ညာကသိရေးကြီးပါတယ်နော်ကျွန်တော်တို့ကခေါင်းဆောင်ကောင်းတွေရှိရသားနဲ့မသုံးတလို့ဖြစ်နေတယ်နော်မသုံးတလို့ဖြစ်နေတယ်ကျွန်တော်တို့လွတ်လပ်ရဖို့ကြိုးစားကြတဲ့အခါမှာနော်ကြိုးစားကြတဲ့အခါမှာလွတ်လပ်ရဖို့ကျွန်တော်တို့ကြိုးစားကြတဲ့အခါမှာကျွန်တော်တို့ကံကောင်းခြင်းတော့တခင်အောင်ဆန်းတို့လူငယ်တွေကိုပခုံးထမ်းတင်ပေးမယ်နော် သခင်ကိုယ်တော်မိုင်းတို့သခင်များတို့ဒီတို့ဘွားချိုးတို့ဥရဇက်တို့ရှိခဲ့ဘူးလေယနေ့လူဦးတော်လိုင်းမှာကျွန်တော်တို့เนาะအသက်30ကျော်လူငယ်လေးတွေခေါင်းဆောင်နေတဲ့နိုင်ငံမှာအများကြီးရှိပါတယ်အသက်20ကျော်လူငယ်လေးတွေအများကြီးရှိပါတယ်เนาะသူတို့တွေကိုเนาะသူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့ပခုံးထမ်းတင်ပေးဖို့အများအားကျွန်တော်တို့ထောက်ခံပေးနေဖို့တကယ်လို့အနိုင်ကျင့်ခံရလို့ရှင့်အကာအကွယ်ပေးဖို့ ဒါကတော်လိုက်အောင်မြင်မှုအကြောင်းတရားဖြစ်ပါတယ်ဒါကသိအရေးကြီးပါတယ်ကျွန်တော်တို့အားလုံးမှာရွေးချယ်ပိုင်권ရှိတယ်ကျွန်တော်တို့အားလုံးမှာဆုံးဖြတ်ပိုင်권တွေရှိတယ်ကျွန်တော်တို့ရဲ့ရွေးချယ်ပိုင်권နဲ့ဆုံးချက်ပိုင်권နော်နော်နော်အဲ့ဒါတွေကိုကျွန်တော်တို့ကအသုံးချကြဖို့သိအရေးကြီးပါတယ်တပြိုင်တည်းမှာပဲကျွန်တော်တို့ဒီတော်လိုက်မှာအကျင့်ပြတ်ခြားစားမှုတွေကိုကျွန်တော်တို့တိုက်ဖြတ်ရမယ်အကျင့်ပြတ်ခြားစားမှုဆိုသည့်နေရာမှာနော် ခြားစားမှုဆိုသည့်နေရာမှာအဲကိုယ့်ရဲ့မိမဘလို့အတွင်းဝင်ခန့်တာလေဒါအကျင့်ပြခြားစားခြင်းဖြစ်တယ်အကူနေကတော့ရက်စွေရမျိုးမကင်းလို့နော်သူကပြစ်မှုကျိုးလွန်တာကိုအရေးမယူဘူးဆိုတဲ့ခါကလည်းအကျင့်ပြခြားစားခြင်းဖြစ်တယ်အော်သူကတော့ပါတီနောက်ခံလာလို့ဆိုပြီးတော့လက်နက်ကိုအရင်ကြိုပြီးတော့တက်ပေးတာလေအကျင့်ပြခြားစားခြင်းဖြစ်တယ်တခါခိုးမှုနဲ့ကြော်စောနေတာကိုအရေးမယူဘဲလက်ဆောင်နေတာကလည်း အကျင့်ပြချစားခြင်းဖြစ်တယ်အဲ့တော့ corruption ဆိုတဲ့နော်အာဂရိတရားဆိုတာကဟိုကျွန်တော်တို့လက်စားမှမဟုတ်ပါဘူးနော်အဲ့ဒီအာဂရိတရားဆိုတာ corruption ဆိုတာကဟိုလက်သင်ရစရောခေါ်တာလေ corruption ပါပဲတခါကျွန်တော်တို့ဒီပတ်စံဒီခိုးနေပန်းသိရတာနဲ့အရေးမြူတာလေ corruption ပါပဲအဲ့တော့ဒါတွေကူတော့နော်ထိထိရောင်းနဲ့ခေါင်းဆောင်မှုကောင်းလို့ရှိရင် လုံနိုင်တာပေါ့နော်ဒီအကျင့်ပြချစားမှုကို တိုက်ဖြတ်နိုင်တာပေါ့နော်လောလောဆယ်မှာတော့နော်ကျွန်တော်တို့ဟိုတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်းကိုယ့်ရဲ့ plan နဲ့ကိုယ့်ဘက်ကို share plan ဆွဲပြီးတော့စော်နေကြတယ်နော်အထူးသဖြင့်အားစရာရန်ကောင်းတာကကျွန်တော်တို့ AA အခုဆိုလို့ရှိရင်ကပ္ပစားတွေနားထီကိုရောက်လာတဲ့အပြင်ကိုကျွန်တော်တို့ဟိုးရန်သူကလုံးဝမမျော်လင့်ထားတဲ့ AR တိုင်းနော်ကျွန်တော်တို့အနောက် တောင်တိုင်းစစ်ဌာနချုပ်ကိုတော့ချင်းချောက်နေတဲ့အနေအထားကိုဖြစ်နေသလိုတခါကြောက်ဖြူဝပါသတင်းကြလဲကြောက်ဖြူကိုလည်းရတယ်လို့လို့ကျွန်တော်တို့သတင်းတွေကြားမိပါတယ်เนาะအရန်ကိုအားရစရာကောင်းတယ် AA ရဲ့เนาะ AA ရဲ့ AA ရဲ့ခေါင်းဆောင်မှုကိုကျွန်တော်တို့ကြည့်လိုက်ရရှင်လူငယ်တွေဖြစ်တာကတပိုင်းတခါရှိမှရှိတဲ့နောင်တော်တော်လည်းဤအဖွဲ့ကြီးတွေကိုသူတို့ကကြည့်ပြီးတော့အဲ့ဒီကနေပြီးတော့အားနေချက်တွေကိုသူတို့ဖယ်တယ်အားသချက်တွေကိုယူတယ် နိုင်ငံတကာမှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကိုနှုတ်လုံလုံခြေတံလုံလုံနဲ့စနစ်တကျပလန်ချပြီးတော့မဟာဗျူဟာကြကြလုံနိုင်တာဟာ AA ရဲ့အားသာချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နော် AA ကိုအရင်အားကြတယ်နော်ကျွန်တော်တို့ဒီလူဦးတော်လည်ရေးကြီးကို AA ရဲ့ခေါင်းဆောင်မှုမျိုးနဲ့ဖြစ်စေခြင်းနဲ့နော်တခါကျွန်တော်ရှိကိုမိတ်ဆွေတွေအများကြီးလာပြောကြတယ်နော်တကယ်လို့များမော့ဗျာ ေကဟိုကျုပ်ထရမရနိုင်တော့ဒေါက်တာနော်ဒေါက်တာညိုတို့နော်သူတို့တွေဥဆောင်မယ်ဆိုလို့ချက်တိတ်ကောင်းမှာပဲမြန်မာဘီဂျီရဲ့လူဒေါ်လာအေးကြီးကိုနော်နောက်ကကျတော့ဒီဘက်မှာဆိုလဲ current ခေါင်းဆောင်တွေရှိတယ်နောက်ကကျတော့ကချင်ခေါင်းဆောင်တွေရှိတယ်အဲသူတို့တွေခေါင်းဆောင်လို့ရှိရင်အဲတိတ်ကောင်းမှာပဲဆိုပြီးတော့လဲပြောကြတယ်ဘိုးကျုပ်ကွန်မော်တို့နော်ဖိုတိုဇော့ကွယ်ထူဝင်းတို့ဒီလိုမျိုးခေါင်းဆောင်ကြီးတွေရှိပါတယ် ဟုတ်ပါတယ်ကျွန်တော်တို့သစ္စာရှိသောเนาะငေသားကောင်းကြီးဖြစ်ဖို့လိုသလိုကျွန်တော်တို့ရေကိုယ်တိုင်ကလည်းအဲ့လိုမျိုးငေသားကောင်းကြီးအဖြစ်သစ္စာရှိရှိတာဝန်သိသိနဲ့เนาะကိုယ်တာဝန်ကိုယူပြီးတော့ကိုယ့်ရဲ့ကိုယ်တရားကိုကိုယ်ပခုံးမော်ထမ်းနေတဲ့အချိန်မှာအကျင့်ပြတဲ့ခေါင်းဆောင်တွေနောက်ကိုမလိုက်မိဖို့တော့သိအရေးကြီးတယ်เนาะအဲ့ဒါလည်းသိအရေးကြီးတယ်အတူတပြည့်တော့ကျွန်တော်တို့ပြည်တွင်းနေပြည်သူတွေက ငါလားဖလားဆိုတာသိတယ်နော်ကြားလားနွားလားဆိုတာလည်းသိတယ်နော်ခေါင်းဆောင်ကောင်းလားခေါင်းဆောင်ညံ့လားဆိုတာလည်းသိတယ်ဒါပေမဲ့နိုင်ငံတကာရောက်မြန်မာတွေအဲ့ဘိုင်းမှာတော်တော်လေးကိုအားနေတယ်နော်ကျွန်တော်ကြည့်ကြည့်啊နိုင်ငံတကာရောက်မြန်မာတွေဒီအများစုလို့ပြောရမလားမသိဘူးနော်အုပ်စုကောင်းတဲ့ဘက်ကိုရင်ထိုးပြီးတော့ဒိန်းတက်တဲ့ဂျင်းဆိုပြီးတော့လိုက်ကြတာကိုတွေ့မိတယ်ဒါအပြင်ကျွန်တော်တို့ နိုင်ငံတကာရောက်မြန်မာတွေသည်အမုံမခံရဲဘူးမုံမခံခြင်းဘူးဆိုတဲ့ဟာကိုအဲကျွန်တော်တွေ့မိရယ်ဒါကကျွန်တော်တို့ပြုပြင်ရမယ့်အရာတစ်ခုဖြစ်တယ်เนาะကိုကအုပ်စုကြီးတဲ့အဖွဲ့ကဘလောက်ပဲပြောနေပါစေသူတို့ကလောက်ရက်ဒီမမှန်ဘူးဆိုလို့ရှိရင်ကျွန်တော်ကစကျွန်မကစတယောက်ကစဒါကတော့မမှန်ပါဘူးဆိုပြီးတော့ပြောရတဲ့တတ်တီလောက်တော့ကျွန်တော်တို့နိုင်ငံတကာရောက် မြန်မာတွေရှိစေခြင်းနဲ့ရှိသင့်တယ်လို့လည်းယူဆတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံတကာရောက်မြန်မာတွေအနေနဲ့နောက်ထပ်တစ်ခုလုပ်လို့ရတာဘာလဲဆိုတော့ဒီအဲအချင်းပြချစားမှုတွေနော်နောက်တစ်ခါကျတော့ကျွန်တော်တို့ခိုးမှုနဲ့ကြော်စုံမှုတွေဒါတွေကိုတွေ့နေကြတယ်မြင်နေကြတယ်ကြားနေကြတယ်ဆိုတော့ဒါကိုတိတိနဲ့ဒီတိုင်းပဲမိတ်ပြီးတော့ဒင်းကတဲ့ဂျင်းကဆက်လုံနေတဲ့ခါကျတော့နော်ဆိုတော့မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့အမေရိကန်မှာပွဲတစ်ခုလုပ်တယ် အဲ့ဒီပွဲမှာလည်းเนาะခိုးမှုနဲ့ကြော်စောတဲ့သူတွေကစင်ပေါ်မှာတက်ပြီးတော့เนาะလေလံနေပြစ်ပြီးတော့လုတ်ကြကြင်ကြဆိုတဲ့ခါကျတော့ယဉ်လေးမိတယ်เนาะယဉ်လေးမိတယ်တခါအခုကျွန်တော်တို့ဒါစကားကြုံလို့ပါပေါ့เนาะစကားကြုံလို့ပါဒါကဝူးစားပေါ့တခါလည်းကြလို့ရှိရင်လည်းသူတို့အဲ့လိုမျိုးအကျင့်ပြစ်တဲ့သူတွေခိုးမှုနဲ့ကြော်စောတဲ့သူတွေလည်းပြည်သူကတိလာလို့ရှိရင်တော့သူတို့ကတဖြည်းနဲ့ဘေးရောက်သွားမှာပေါ့ဒါပေမဲ့လောလောဆယ် ပြည်သူရဲ့အထူးသဖြင့်နိုင်ငံတကာရောက်ပြည်သူတွေရဲ့သိမှုနည်းသေးတာလားဒါမှမဟုတ်ရှင်ဥစ္စာမှုတာဝန်ယူထားတဲ့သူတွေကအရေးမယူလို့သူတို့ကိုဆက်ပြီးတော့လက်ခံထားတာလားဆိုတာကတော့အဲကျွန်တော်တို့မေးခွန်းထုတ်เสียရှိတယ်သို့တော်လည်းတရင်စကားပေးကြတာကခိုးမှုနဲ့ကြော်စောတယ်ဆိုရင်နော်အကျင့်ပြတ်ချစားတယ်ဆိုပြီးတော့မှတ်ယူလို့ရတယ်ဆိုရင်တော့အဲ့ဒီငွေကြေးတွေကအဲ့ဒီ fundraiser တွေရှိကိုမသွားသင့်တော့ဘူးနော်သူတို့ရဲ့ channel တွေက မသွားသင့်ဘူး မြေပြင်မှာတကယ်ကိုလိုအပ်နေတဲ့သူတွေအဲကျွန်တော်တို့ရှိတယ်ရှိတယ်ဆိုတဲ့အခါကျတော့เนาะကျွန်တော်တို့ဒီငါရှိတယ်ရှိတယ်ဆိုတဲ့အခါကျတော့သူတို့တွေကိုမြေပြင်ကိုဓာတ်ရိုက်ထောက်ပို့လုပ်စေခြင်း ਨੇ ဥပမာဆိုလို့ရှိရင်အဲကျွန်တော်ရှိဆက်သွယ်ရရအဖွဲ့တွေအများကြီးပဲเนาะကျွန်တော်လည်းဟိုဥစားပေါ့เนาะကို promote လုပ်ပေးဖို့ပေါ့ဗျာဝမ်းပြောပေးဖို့ဆိုတာကဆက်သွယ်ကြရရှိတယ်ကျွန်တော်လည်းနိုင်သလောက်တော့ပြောပေးနေပါတယ်အဲ့တော့ အဲ့ဒီအမှတစ်ဖွဲ့ဆိုလို့ရှိရင်ကျွန်တော်အခုပဲတွေ့လိုက်ပါတယ်ဒေါမင်းစစ်ကြောင်းဆိုတာရှိပါတယ်သူတို့နော်ကင်းပီကော့ကော်လမ်လို့ပြောပါတယ်သူတို့တွေကနော်ជីကာအုတ်ထုတ်တို့နော်ជីကာအုတ်ထုတ်တို့အဲ့ဒါလိုအပ်နေတယ်ဆိုပြီးတော့လည်းပြောဆိုလာတာရှိတယ်ဆိုလိုတာကမြေပြင်မှာကနော်လက်တွေ့အသက်ပေးပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေသူတို့တွေကိုကျွန်တော်တို့က အာနာတော့အဖြစ်သူတို့တော်မှာတေးရဲတယ်တက်ရဲတယ်ခိုက်ရဲတယ်နော်အဲ့ဟာကိုကျွန်တော်တို့ကကြည့်ပြီးတော့ဒီနိုင်ငံတကာရောက်မြန်မာပြည်သူတွေကဒီခိုးနေလို့ရှိရင်ဘာကြောင့်မပြောရရမှာလဲအချစ်ပြတ်ချစားရင်ဘာလို့အေးမယူရရမှာလဲတကယ်တကယ်တော့အဲ့လိုပြောအချစ်ပြတ်ချစားတဲ့သူတွေခိုးမှုနဲ့ကြော်စိုးတဲ့သူတွေကိုတကယ်တကယ်တော့ကျွန်တော်တို့က social punishment ဆိုတဲ့လူမျိုးပြစ်ဒဏ်ကသူတို့ကိုကျွန်တော်တို့ကပေးရမှာလောလောဆယ်အနေထား တကယ်တော့ဖြစ်သက်တာကဥဆောင်အဖွဲ့စည်းတွေကနော်ဦးစားပြုတဲ့အဖွဲ့ပေါ့နော်အဲအဲ့ဒီအဖွဲ့တွေကနေပြီးတော့အရေးယူရပါပုံမှန်ရှိတဲ့ဥပဒေနဲ့ကိုအရေးယူရမှာအ ਨੇ ဆုံးတော့ပြညာချက်ထုတ်ရမှာစထုတ်ရမှာကျွန်တော်ကတော့အဲ့လိုမြင်တယ်အဲ့လိုမျိုးအရေးမြူတဲ့အပြင်နဲ့ကာကွယ်ပေးနေလို့ပေါ့တဲ့နော် ဗမာခေါင်းဆောင်တိုင်းသားတွေကဝင်းရဆိုအဆင်ပြေမထင်နဲ့တဲ့တိုင်းသားတွေကလည်းခေါင်းဆောင်နေရလူချင်မှာမဟုတ်ဘူးတဲ့အဲဖြစ်ချင်တဲ့ဆန္ဒကိုပြောတာပါနော်ဆရာမဟိုပါပေါ့ကျွန်တော်တို့က open minded ပဲလို့ပြောရမှာပါကျွန်တော်ယုံကြည်ပါတယ်ဗမာပြည်သူအများစုကလည်းလုံးဝ open minded ပါပဲသူတို့ကကရင်လာဥဆောင်လို့ချင်းလာဥဆောင်လို့ကချင်လာဥဆောင်လို့ရခိုင်လာဥဆောင်လို့ဆိုတာမရှိပါဘူးသူတို့တွေသိတာကဒေါ်လာကြီးအောင်ကျင်တယ်ဒေါ်လာကြီးနိုင်ကျင်တယ်အဲ့တော့နိုင်အောင်လုပေးနိုင်မယ်လို့သူတို့က ယုံကြည်တဲ့သူယူဆတဲ့သူကိုအားကိုးတာပဲမျှော်တာပဲသူတို့တွေဥစားမယ်ဆိုသူတို့ကကြိုးစုံမှာပဲဒါကိုအဓိကပြောချင်တာပါနော်ဆိုတော့တကယ်တော့မြေပြင်မှာမြေပြင်မှာမြေပြင်မှာကျွန်တော်တို့အဲလုံနိုင်တဲ့ခေါင်းဆောင်တွေရှိပါတယ်အဲ့တော့သူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့အယောင်တင်ပေးမယ်ပခုံးထမ်းတင်ပေးမယ်မြှောက်စားမယ်ကာကွယ်ပေးမယ်ဆိုရင်လည်းတော်လန်ရေးနော်အောင်လုပ်ခြင်းဖြစ်ပါတယ် ပြည်တွင်းကပြည်သူကကြက်ကြက်ခံနေပေမဲ့ခေါင်းဆောင်စုသူတွေကခုနေမှတော့တော်လိုင်းကပူကြရပေါ့မှန်တာပေါ့ဗျာတော်လိုင်းကိုဖျက်ဆီးတာပေါ့နော်ခေါင်းဆောင်ဆိုတဲ့သူတွေကခိုးတာကတော်လိုင်းကိုဖျက်ဆီးခြင်းမတော်လိုင်းကိုသက်စာဖောက်ခြင်းမအသက်တွေကိုဟွာလောင်းကစားထပ်ပြီးတော့လေတတ်မှုမထားခြင်းပဲအမှန်မှန်တော့ဒီ question တွေဒီစကားတွေကကျွန်တော်တို့ပြောနေစရာမလိုတော့အောင်ခေါင်းဆောင်ကောင်းနေရှင်ဖြစ်ရမှာဖြစ်ပါတယ်သို့တော့နော် 不是啊，谁写的呢？